မင်္ဂလာပါရှင်ရှမ်းဟိုတိုင်းဆက်နေစဉ်တင်ရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့ညာမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တင်ရအကြောင်းအရာတွေကတော့မြန်မာပြည်ဒီကို GAC ပြည်တွင်မပုံတင်ကတရုတ်စေးပွားသို့ပို့ပို့မည်ဆိုတဲ့တွင်ဘန်ရွှေစည်းကြဆင်လာပြီးဒီမောင်ရွှေစည်းလည်းလိုက်ကြဆိုရတဲ့ ခပွဲတော့စံမုံးလာပြေးနေ၌ပြုလုပ်ဆိုတဲ့တွင်နိုင်ငံကဒရင်းဘုံလေးနဲ့တန်ဆန်းနှင့်ကွမ်ကျိုးစေးတက္ကသိုလ်တို့ပူပေါင်းကအဆုံကင်စာမျိုးပီစာပြောင်းလဲမှုရှာဖွေရှိနိုင်ရည်သူစနစ်ထုတ်လုပ်ဆိုတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် မာအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့မြမသူရင်တီကို GACC တွင်မှတ်ပုံတင်ကောင်းတရုတ်ဈေးကွက်သို့ထိုးပေါက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းမှာထွက်ရှိတဲ့သူရင်တီတွေကို GACC မှာမှတ်ပုံတင်ပြီးတရုတ်ဈေးကွက်သို့ထိုးပေါက်သွားမယ်လို့မြမနိုင်ငံသူရင်တီစိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများအသိမှသိရပါတယ်။ တရုတ်ဈေးကွက်တို့တရားဝင် GACC နီလန်းနဲ့အလုံးလိုက်တင်ဖို့နိုင်ဖို့အတွက်မြန်မာနိုင်ငံသူရင်းသီးစိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများအသင်းနဲ့စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့တို့တည်ရောက်ပါတယ်။သူရင်းသီးတွေကိုပြည်ပဈေးကွက်ထိုးပေါက်ဖို့အတွက်ပြည်တွင်းမှာသူရင်းသီးမျိုးကွဲပေါင်း18မျိုးရှိတဲ့အနက်ကပြည်ပဈေးကွက်တေချာတဲ့သူရင်းမျိုးများဖြစ်တဲ့မွန်ထောင်၊မူဆန်ကင်၊စုမဲစားတဲ့မျိုးတွေကိုသာစိုက်ပျိုးသွားမှာဖြစ်ပြီး 2029ခုနှစ်နဲ့2028ခုနှစ်တို့မှာထွက်ရှိမှာဖြစ်တဲ့အတွက်လက်ရှိမှာအကျိုးသင်ပြင်ဆင်မှုများအနေနဲ့ပြည်ပဈေးကွက်ရရှိနိုင်ရေးရှာဖွေမှုများလုံဆောင်နေတယ်လို့သိရပါတယ်။ မေကျွန်ဇူလိုင်လထွေဟာသူရင်သီးလှိုင်လိုင်းထွက်တဲ့အချိန်ဖြစ်ပြီးယခုနှစ်မှထော့ပြည်တွင်းစားသုံးမှုမဖူလုံသေးတဲ့အခြေအနေမျိုးရှိတဲ့အတွက်2029ခုနှစ်နဲ့2028ခုနှစ်တို့မှာစားသုံးမှုဖူလုံမှသာပြည်ပသို့စီမင်းစည်းကမ်းများနဲ့တင်ပို့နိုင်ဖို့အတွက်ရည်ရွယ်ထားတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကဘာရွှေစည်းကြာစင်းလာပြီးမြမရွှေစည်းတဲ့လိုက်ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယခုရက်ပိုင်းရက်တွင်ကမ္ဘာရွှေစည်းမှတောင်စောက်ကိုဒေါ်လာ၄၀၀၀အောက်ကျဆင်းလာပြီးမြန်မာရွှေစည်းလည်းလိုက်ကျလာထိတ်လို့ရွှေစည်းကွာအတွင်းမှစုံစမ်းသိရှိရပါထိတ်။သောင်းနိုင်ရဲ့ပြီးစည်းရဖွင့်မှကမ္ဘာရွှေစည်းမြန်မာရွှေစည်းဒေါ်လာစည်းသုံးမျိုးလုံးအကျဆင်းနဲ့ဈေးဖွင့်ပါထိတ်လို့ရွှေလုံငန်းရှင်တအူးကပြောပါထိတ်။ ယနေ့နိုဝင်ဘာလ9ရက်နေ့မှထကမ္ဘာရွှေဈေးတောင်းဆောင်းခူ3942ဒေါ်လာမြန်မာရွှေပြန်ပပေါင်စီတစ်ချက်တောင်းခူ84သိန်းချက်နဲ့ဈေးဖွင့်လာပါထိအမေရိကန်ဒေါ်လာလဲလဲနှုန်းမှာလဲဒေါ်လာကို4080ချက်ဖြစ်ပါထိရုံတိုင်းဒေတာကြီး ရွှေလုံငယ်ရှင်များအသင်းမှထုတ်ပြန်ထိရညွန်းစေမာထော့အခောက်ရွှေတစ်ချက်သားကို96သိန်း9000ချက်အဖြစ်တက်မှတ်ထုတ်ပြန်ထားပါထိလို့သိရပါထိရှင် ဆက်လက်ပြီးစေပေါင်းခပွဲတော်သံဆောင်မုံလာပြေးနေ၌ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇေပောင်းခပွဲတော်ကိုသစောင်းမုံလှပြည်နေမှာရန်ကုန်မန္တလေးအမြန်လန်း68မိုင်ရှိငကားညီနောင်ကျောင်းထိုင်မှာပြုလုပ်ခဲ့တယ်လို့သိရအောင်ပါထိတ်အဆိုပါဇေပောင်းခပွဲတော်ကိုပရိတ်ချီပြင်းယေစုဆရာတော်ဒေါက်တာပတ်တန်ထအာဒိဆာဝန်ထားကိုအမှုထားပြီးဆရာကြီးဒေါက်တာမင်းတိန်ခါရဲ့တပည့်ဆရာဆရာမများနဲ့ခုနှစ်ရက်သားသမီးတွေပူးပေါင်းကျင်းပခဲ့ကြတာပါ စေပေါင်းခပွဲတော်ကျင်းပထားတဲ့ပတ်သက်လို့ပရင်ချင်းမြေယေစုဆရာတော်ဒေါက်တာဗတ်တန်ထအာဒိဆဝန်ထားခရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါအထိတ်အဲ့တော့အော်ဖရာချင်းကဘုရားလက်ထက်တော်ကလည်းဒါဆေးဆရာကြီးဇေဘကဆိုတာရှိခဲ့တယ်နက်ခတ်တွေစုံတဲ့အခါမှာဒနာတတိနက်ခဝိတာခနက်ခကြတိကနက်ခယောဟန်နီနက်ခနော်ပုံနာဘုရားနက်ခအဲ့လိုနက်ခတ်တွေနဲ့ဆင်းနက်ခတော့ဒနာတတိနက်ခလာပုံမြင့်တာပေါ့အာဟာရတွေပါပြည့်စုံတော့ကျမကြီးတွေကောင်းစေတာပေါ့ အဲကြောင့်ဟိုအဲ့ဒီကစပြီးတော့ဒါဆေးပေါင်းခတဲ့ပွဲဆိုတာအဘိယရှင်ဘုရားလက်ထက်ကဘုရားကိုဆေးလူတန်နဲ့ပတ်သက်ပြီးတော့လူတွေရဲ့အတိတ်မှာဟောခုနသားသမီးတွေငါတို့ဒီနေ့ဇောင်းမလာပြနေကကျဲဆုံတယ်နက်ခတ်တွေဆုံးတယ်ဒီနေ့ကဆေးဘက်ဝင်တယ်ဆိုတော့အဲ့ဒီမှာဆေးတွေပေါ်ကြလာဆေးတွေကြိတ်ကြတာပေါ့တက်ဖို့တက်ဖို့တွေနဲ့ပေါ်ပြီးတော့မှအဲ့ဒါရလာတဲ့ဟာတွေကိုဆရာတော်တန်ခါတွေကိုလည်းလူတယ်နောက်တော့ပရိသတ်တွေလည်းလူတယ်တရားဓမ္မတွေလည်းပေးတယ်ပေါ့အဲ့ဒါဆေးပေါင်းခတဲ့ပွဲအဲ့လိုလေးစခဲ့ပါတယ်အားလုံးကျမ်းမှာချမ်းသာပါစေ အဆိုပါစေးပေါင်းခပွဲပြုလုပ်ပုံအစဉ်စစ်နဲ့ပတ်သက်လို့လဲမဟာဝိဇ္ဇာဒရဇောတိကမဟာပရဟိတဒရဆရာဦးဝင်းမင်းအောင်ကအခုလိုဆက်ပြောပြပါတယ်သံဗတ္တိယဆိုလို့ရှိရင်နက္ခပြန်ဆုံးပြီးတဲ့တကောင်မိုးလာပြည့်နေ့မှာပေါ်ဆက်လာပြည့်ဖြစ်တဲ့တဲ့ဝိဇ္ဇာတဲ့မိတိကိုသိတိတကိုရရှိပြီးတကလားဤရှေးတော်ကြီးမှာပါတိရသံသတိဖြစ်သောပါလိုက်တော့ဤဆွဲရင်လေးအာဘဝိသေးကြီးညွတ်တတ်တဲ့အာ မုံကြီးစီစိတ်ကတော့အာအမွေးရသာစီသိပြိုင်တင်းကြုံတော့အားတို့ဟာပေါက်ဆတာချင်းဖြစ်တဲ့အတွက်ဒီသွေးမွေးတူဆိုသုံးပြမဲ့ဆိုရင်ဈေးရောက်ကောင်းပဲပြားသိကြီးတွေတိုးတက်မယ်အကယ်၍ဒီဆေးကိုနှခမ်းပစမတို့ပြီးသွားမယ်ဆိုရင်မိမိပြောဆိုသမျှအောင်မြင်မယ်ဈေးရောက်ကောင်းခြင်းတော့ရေသမှုထဲမှာအနည်းငယ်ထက်ပြီးနေ့စဉ်ဆိုင်နှပြပြမယ်ဆိုရင်တော့ဈေးရောက်ကောင်းမှာဖြစ်တဲ့အတွက်အင်မရာမကောင်းမှုတော့ ပြရတဲ့ကြီးဒါနတဲ့ကြီးပြည့်စုံသောဆေးတော်ကြီးဖြင့်ကျွန်တော်တို့ကသတ်မှတ်ပြီးအသုံးပြုခြင်းဖြစ်ပါတယ်စေပေါင်းခပွဲကရရှိလာတဲ့ဈေးတော်တွေကို ခုနှစ်ရက်သားသမီးတွေပြန်လည်အသုံးပြုနိုင်ချဖို့မြေသားနဲ့လူရန်ပေးခဲ့ကြပါထိအစိုးပါကဲတို့စေပေါင်းခပွဲတွေကိုဆရာကြီးထောင်ထားမင်းသိန်ခရဲ့တပည့်သားမကြီးတွေက အနေနဲ့အရရမှကျင်းပလေရှိတယ်လို့လည်းသိရပါထဲရှင်နိုင်ငံတကာသတင်းဌာနအနေနဲ့ တန်းဆန်းနှင့်ကွမ်ကျိုးစေးတက္ကသိုလ်တို့ပူးပေါင်းကာအဆုံကင်းစားမျိုးပီစာပြောင်းလဲမှုရှာဖွေရေးနိုင်ငံရေးသူစနစ်ထုတ်လုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးတန်ဆန်းနဲ့တရုတ်တောင်ပိုင်းရှိကွမ်ဂျိုးဆေးတက္ကသိုလ်ပထမဆုံးဆက်နွယ်ဆေးရုံထိုးခါတမနစ်အတွင်းမျိုးပိစာပြောင်းလဲခြင်းကိုရှာဖွေတွေ့ရှိနိုင်မဲ့စွမ်းအမြင့်ဉာဏ်ရည်သူပုံစံတစ်မျိုးကိုထုတ်လုပ်လိုက်ပြီးအဆုတ်ကင်းစာအစောပိုင်းယောဂါရှာဖွေခြင်းနဲ့ကုသခြင်းတို့အတွက်အခွင့်အလမ်းများလာစေမှာဖြစ်ပါသေးတယ်။ deep gm လို့ခေါ်တဲ့ညရည်သူပုံစံကို နမူနာပေါင်း၉ရောင်ပောင်းဝင်းတဲ့ကမ္ဘာအကြီးဆုံးအချက်လက်စုပေါင်းမှုဖြင့်ဖန်တီးလေ့ကျင့်ထားကအစုပ်ကင်းစာမျိုးပီစာပြောင်းလဲမှုရှာဖွေရှာမှ၈၀မှ၉၀ရာခိုင်နှုန်းအထိတည်ချမှုရှိပါတဲ့ လက်ရှိမျိုးပီစာစစ်စေးနီလန်တွေဟာဆိုရှင် အချင်းကုန်ပြီးကုန်ကြစရိတ်ကရွံတပေါင်းမှာနှစ်ပေါင်းချာရှိတာကြောင့်လူနာအများဆုံးမတတ်နိုင်ချပါဘူး။ Deep GM ကတော့အချင်းရောကုန်ကြစရိတ်ပါတတပီးလူနာတွေရဲ့အတွက်မျောလင်းချက်အသစ်ဖြစ်လာပါချေ။လက်ရှိမှာတော့သူတေတီတွေကဒီညာရီသူစနစ်ရဲ့တိကျမှုတိုးတက်အောင်ပြုလုပ်ပြီးနောက်ထပ်အတိပြုနိုင်ဖို့ဦးစားပေးလှုံ့ဆော်နေပါတဲ့ The Red Hat ဟာလမဲ့၅နှစ်သားအစည်းအဝေးအဖြစ်ဒီပညာပိုင်းအမြတ်ကိုကင်းရှင်းဖို့နဲ့တရုတ်ပြည်သူအလုံးရဲ့ကျန်းမာရေးမြင့်တင်ဖို့ရည်ရွယ်ချက်ဖြင့်ဈေးပညာပိုင်းမှာ AI ဒီပညာတွေသို့တအောင်ပြုလုပ်နေတာဖြစ်တယ်လို့တရုတ်ဖွံ့ဖြိုးရေးအဖွဲ့စီလက်ထောင်ဥက္ကဋ္ဌဆောင်ချုံရှောင်းကပြောတော်ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစည်နေစဉ်သတင်းရဲ့အစီအစဉ်တို့ပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you